ပရိသတ်ချအားလုံးပဲမင်္ဂလာပါရှင်။မန္တလေးကတက်မပြန်တဲ့ကျဆွန်လာရဲ့ပါရှင်။ကျမတို့ channel တွေကလည်းနေဆက်ပြင်းတွင်ဖြစ်ပါတဲ့များကြောင့်လည်းတရင်များနဲ့နောက်ဆုံးရတဲ့တရင်များကိုအချိန်နဲ့တပြေးညီစာတက်တက်ဆက်ပင်တော့မှဖြစ်ပါရှင်။ကိုရမပါမစွာစာတက်တက်ဆက်ပင်မဲ့တရင်ကြောင့်လည်းကတော့ဘယ်လာရုနိုင်ငံကဆဲအိုဆူရဲ့တရားဝင်ရွေးကောက်ပွဲကိုစောင့်ကြည့်လေ့လာသူများဆစ်လွတ်ပေးပြီဆိုတဲ့အပေါ်မှာအရက်ဘက်အဖွဲ့အစည်းများကပြစ်တင်ရှုတ်ချလိုက်ပြီဆိုတဲ့တရင်လေးပဲဖြစ်ပါရယ်။ဘယ်လာရုနိုင်ငံကဆဲအိုဆူရဲ့တရားဝင်ရွေးကောက်ပွဲကိုစောင့်ကြည့်လေ့လာသူများဆစ်လွတ် ်ပေးမည်ဆိုတဲ့အပေါ်မှာအရက်ဖက်အဖွဲ့အစည်းများကပြစ်တင်ရှုတ်ချလိုက်ကြပြီဖြစ်ပါရယ်မြန်မာစစ်ကောင်စောင်းမင်းအွန်လိုင်းဟာပြီးခဲ့တဲ့ရက်တက်တပတ်ခန်းက ရုရှားနိုင်ငံနဲ့ဘယ်လာရုနိုင်ငံများသို့တွားရောက်ခဲ့ပြီး၎င်းရဲ့ခေတ်ဆက်အတွင်းမှာရုရှားနဲ့ဘယ်လာရုအစိုးရများကဆေးဥစုရဲ့တရားမှုရွေးကောက်ပွဲကိုထောက်ခံသွားမည်ဟုပြောကြားခဲ့ကြောင်းဆေးဥစုရဲ့ဝါဒဖြန့်ချီမီဒီယာများတွေဖော်ပြခဲ့ကြဖြစ်ပါတယ်အထူးသဖြင့်ဘယ်လာရုခီဆင်ဟာမင်းလိုက်ကဘီလာရုတမရာအနာရှင်အလက်ဇန္ဒားလူကာရှင်ကိုထံတရားမဝင်ရစ်ကောက်ပွဲအတွေ့စောက်ကြည့်လေးလာသူများဆင်လွတ်ပြန်တောင်းဆိုခဲ့ပြီးလူကာရှင်ကိုကလက်ခံခဲ့သည်ဟုဒေတာတွင်တရေမြစ်ကဖော်ပြထားဖြစ်ပါသည် မြောင်းလိုက်က၎င်းရဲ့ကိစ္စအတွင်းမှာယခုနှစ်ကိုဒီဇင်ဘာလအတွမဟုရှေ့နှစ်အစပိုင်းမှာဇန်နဝါရီလတွင်ရွေးကောက်ပွဲကျင်းပမည်ဟုပြောကြားခဲ့ပြီးရုရှားအစိုးရကလည်းစစ်အုပ်စုရဲ့တရားမဝင်ရွေးကောက်ပွဲကိုထောက်ခံသွားမည်ဟုပြောကြားခဲ့ကြောင်းစစ်အုပ်စုရဝါရဖြန့်ချီမီဒီယာများတွင်ဖော်ပြခဲ့လည်းဖြစ်ပါရယ်ထို့သောစစ်အုပ်စုကျင်းပခဲ့မဲ့အတွရောင်ရွေးကောက်ပွဲကိုဘယ်လာရုနဲ့ ရုရှားနိုင်ငံအစိုးရတို့ကအကူအညီပေးနေမှုအပေါ်မှာရှုတ်ရှတ်ကြောင်းအရက်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Defense Myanmar Democracy အဖွဲ့ကယနေ့ထုတ်ပြန်ခဲ့တဲ့ဖြစ်ပါတယ်။ Defense Myanmar Democracy ရဲ့ပြောရေးဆိုခွင့်ရှိသူနော်အောင်ကတော့အကြံပေးဆဲဆူရဲ့ရွေးကောက်ပွဲလုပ်ရတဲ့အကြောင်းရင်းကသူတို့ရဲ့တရားဝင်အာဏာတွေကို အသိသိဖို့ကြိုးပမ်းခဲ့တာတွေကိုတရားဝင်မှုရအောင်အားထုတ်မှုတရားသားဖြစ်တယ်လို့ကျွန်တော်တို့အနေနဲ့နိုင်ငံတကာအသိုင်းအဝိုင်းကိုပြောချင်ပါတယ်ဟုပြောဆိုထားဖြစ်ပါတယ်။ အလားတူပဲလူကာရှင်ကိုရဲ့ကိုယ်စားလှယ်တွင်မြန်မာနိုင်ငံလာပြီးရွေးကောက်ပွဲစောင့်ကြည့်မယ်ဆိုတဲ့ဟာတရားမဝင်ရွေးကောက်ပွဲတစ်ခုမှာအာနာရှင်တစုကရန်စုကောင်စစ်အုပ်စုကိုထောက်ခံကူညီပေးတာဖြစ်ပါတယ်လို့ပြောဆိုထားဖြစ်ပါတယ်။ ။လူကာရှင်ကိုရဲ့ရန်စွတ်ကောင်စစ်အုပ်စုကို၆ပတ်ကူညီနေတဲ့ကိုကျွန်တော်တို့ရှုတ်ရှားပါတယ်။နိုင်ငံကအတိုင်းဝန်နေနဲ့ဒီမိုကရေစီအတွက်တိုက်ပွဲဝင်ရုန်းကန်နေကြတဲ့ပြည်သူတွေကိုကူညီပြီးရန်စွတ်ကောင်စစ်အုပ်စုရဲ့သူ့ရဲ့အပေါင်းပါတွေအားထုတ်ပေါ်ဆောင်နေတဲ့အတူရောင်ရွေးကောက်ပွဲမှန်သမျှကိုညှင်းပယ်ဆန့်ကျင်ဖို့ကျွန်တော်တို့တိုက်တွန်းပါတယ်။ဒီမိုကရေစီအတွက်တိုက်ပွဲဝင်နေကြတဲ့ဘယ်လာရုပြည်သူတွေကိုလည်းကျွန်တော်တို့တတားတဲ့ရက်တီပါတယ်ဟုလကောက်ဆက်လက်ပြောဆိုထားဖြစ်ပါတယ်။ ဘယ်လာရုတမရအလက်ဇန္ဒားလူကာရှန်ကိုဟာနိုင်ငံကိုနှစ်ပေါင်း30ကျော်ကြာအင်အားသုံးတင်းကျပ်စွာချုပ်ကန်အုပ်စုခဲ့တဲ့အတွဲဥရောပရဲ့နောက်ဆုံးအာဏာရှင်အဖြစ်ရည်ညွှန်းခဲ့ကြလည်းဖြစ်ပါတယ်2020ဘယ်လာရုအထွေထွေရွေးကောက်ပွဲတွင်လည်းအတိုက်ခံပါတီမဲ60အခိုင်တို့နဲ့အနိုင်ရတီကိုအာနာလွဲပြောင်းပေးခြင်းမရှိဘဲအဓိကအတိုက်ခံကောင်းဆောင်များအဖန်စီကအာနာကိုအင်အားသုံးဆက်နဲ့ချုပ်ကန်ခဲ့လည်းဖြစ်ပါတယ်2025ခုနှစ်ဘယ်လာရုနိုင်ငံအထွေထွေရွေးကောက်ပွဲ၌လူကာရှင်ကို ကထောက်ခံမဲ89ရာခိုင်နှုန်းရရှိခဲ့တယ်ဟုကြေညာခဲ့ပြီးနောက်အတူရောင်ရက်လက်ကိုညင်းပယ်ခဲ့တဲ့ဆန္ဒပြပွဲများကြဲကြဲလောလောဖြစ်ပေါ်ခဲ့လည်းဖြစ်ပါတယ်။ဘယ်လာရိုအာနာရှယ်လူကာရှန်ကိုနဲ့တွေ့ရအစိုးရအဖွဲ့အများအားအမေရိကန်ဥရောပနဲ့ဩစတြေးလျနိုင်ငံဂျပန်နယူးဇီလန်နိုင်ငံတို့ကအမိပြည့်စင်တွင်ထားပြီးအေးအေးယူပိတ်ဆို့မှုများချမှတ်ထားခဲ့လည်းဖြစ်ပါတယ်။ ။စနေပြီးတော့အုတ်တွင်းနေလူငယ်များကိုစစ်မှုထံပေါ်ရဆွဲဖမ်းဆီးနေတဲ့ရာအိမ်မှုမင်းအောင်ပြစ်ခတ်ခံရပြီးအလောင်းလောက်ောက်တဲ့စကောင်းစစ်တပ်သားများနဲ့တော်လိုင်းရဲပေါ်များတိုက်ပွဲဖြစ်ပွားခဲ့တဲ့ဆိုတဲ့သတင်းကိုတက်ဆက်ပြမှာဖြစ်ပါရရှင်။ပဲခူရိုင်းအုတ်တွင်းမြို့နယ်တွင်လူငယ်များကိုစစ်မှုထံပေါ်ရဆွဲဖမ်းဆီးနေသည့်ရာအိမ်မှုမင်းအောင်ကိုပြစ်ခတ်တိုက်ခတ်ခဲ့ပြီးနောက်အလောင်းလောက်ောက်တဲ့စကောင်းစစ်တပ်သားများနဲ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းတောင်ငုံအထူးမြို့ပြပြချက်တစ်ဖွဲ့မှတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တသတင်းဌာနကြားသို့ပြောဆိုထားဖြစ်ပါရယ်။ မဆလာ၁၇ရက်နေ့ညနေ4:30မိနစ်ခန့်တွင် အုတ်တွင်မြို့နယ်ဥယျာဉ်တော်ကြီးရွာတွင်နေထိုင်ခဲ့တဲ့ရာအိမ်မူမင်းအောင်ဟာဘီယာဆိုင်ထိုင်းနေစဉ်တွင်တောင်ဝမြို့ဒေတာဆိုင်ရာအထူးမြို့ပြပျောက်ချတဖွဲမှာတော်ရင်ရေပေါ်များကဘီယာဆိုင်အတွင်မှာဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရတဲ့တိတ်ဆုံးတွက်ခဲ့ကြောင်းသိရှိရပါသည်။ တင်ဆောင်သွားခဲ့တဲ့ယာအိမ်မူမင်းအောင်ဟာအချမ်းပစ်စတန်နဲ့ပူပေါင်းပြီးတော့အရက်သားပြည်သူများကိုအတင်းအဓမ္မစစ်မှုထမ်းရန်ဖန်ဆီးခြင်းဖန်ဆီးခံရတဲ့ပြည်သူများထံကနေငွေညစ်ပြီးအဆက်မတန်တောင်းခံခြင်းဆင်းရဲနွမ်းပါနေတဲ့ပြည်သူများအပေါ်မှာချင်းချောက်အနိုင်ကျင့်ဗိုလ်ကျခြင်းတမန်လက်လုံလက်စားအရက်သားပြည်သူများကိုပေါ်ရဆွဲဖန်ဆီးကအချမ်းပစ်စကောင်စစ်ထမ်းမှာအနိုင်ချင်းများပြုလုပ်နေတော့ကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းတောင်ဝင်မြို့ဒေတာဆိုင်ရာအထူးမြို့ပြပြချက်တစ်ဖွဲ့ထံမှရှင်းပြထားဖြစ်ပါတယ်။ အစောအပြစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက်အထူးမြို့ပြပြောင်ချတပ်ဖွဲ့မှတော်လိုင်းရဲဘော်များပြန်လည်ဆုတ်ခွာလာစဉ်အလောင်းလာကောက်တဲ့အကြံပစစ်ကောင်စစ်တပ်သားများကတော်လိုင်းရဲဘော်များကိုဝိုင်းဝိုင်းပိတ်ဆို့ပြစ်ခတ်ခဲ့ရမှာမိနစ်30ခန့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။အကြံပစစ်ကောင်စစ်တပ်သားများပိတ်ဆို့တိုက်ခိုက်နေတဲ့ကြားမှာတော်လိုင်းရဲဘော်များအားလုံးဖောက်ထွက်နိုင်ခဲ့တယ်လို့လည်းတနက်နဲ့လည်းဆုံးရှုံးခဲ့ကြောင်းလက်ရှိအချိန်တွင်တော်လိုင်းရဲဘော်များအားလုံးလွတ်မြောက်နေမည့်အတွင်ဘေးကင်းစွာပြန်လည်ရောက်ရှိလာနေပြီဖြစ်ကြောင်းအကြံပစစ်ကောင်စစ်တပ်သားများ များကတိုက်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက်အရာသာပိတုတူကိုအကြောင်းမဲ့ဖမ်းဆီးသွားခဲ့ကြောင်းသိရှိရပါတယ်ကျွန်တော်တို့ကတော့အကြံပဲစစ်ကောင်စီတောက်တိုင်မှန်တဲ့မြောက်ကိုပုတ်ကိုရေးမပါရန်ငါစီပြတ်သားစွာနဲ့ aggregation စွာဆက်လက်တိုက်ခိုက်သွားမှာပါဟိုတောင်အထူးမြို့ပြပြောက်ချတဲ့ဘက်မှာတောင်ဝမ်းရှိတူကတော့ပြောဆိုထားဖြစ်ပါတယ် ဆက်လက်ပြီးတော့ရေးသားရှင်မြို့နယ်ရွာတင်ရွာကိုမီးရှို့နေတဲ့စကောက်စစ်တပ်သားများကိုဝင်ရောက်တိုက်ခိုက်မှုစကောက်စစ်ဖက်ကနေထိခိုက်သေးဆုံးမှုရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။ ပကိုရိုင်းရေတရှိမြို့နယ်ရွာတိရွာကိုမိရှုနေတဲ့အကြံပေးစစ်ကောင်စစ်တပ်သားများကိုဝင်ရောက်တိုက်ခိုက်ကြရတွင်စစ်ကောင်စစ်ဖက်ကနေထိခတ်ဒေဆုံမှုရှိခဲ့ကြောင်းတော်ဝင်လက်စစ်စစ်ကြောင်းတရင်နဲ့ပြန်ချိုင်းရေးတာဝန်ခံရဲဘော်ဒီဘဲကရန်ကုန်ခေတ္တတရင်ဌာနထံသို့ပြောဆိုထားဖြစ်ပါရယ်မတ်စတာ7ရက်နေ့ည9:00နာရီ10မိနစ်ခန့်တွင်ရေလာရှင်မြို့နယ်စစ်တောင်းမြေအရှိဖက်ကန်ရှိရွာတိကျင်းရွာတွင်ဝင်ရောက်တပ်ဆွတ်ထားတဲ့အကြံပေးစစ်ကောင်စစ်တပ်သားအင်အား60ကျော်ခန့်ဟာရွာတိကျင်းရွာအတွင်ရှိပြည်သူပိုင်နေအိမ်များကိုမိရှုဖျက်ဆီးနေခြင်းကြောင့် င်းတော်လိုင်းရေးပူပေါင်းအဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ရဲတပ်တွေတိုက်ပွဲဟာ45မိနစ်ခန့်ကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်ကောင်စစ်တပ်သားများထိခိုက်ဒဏ်ရာရှိခဲ့တော်လဲအရေးအတွက်ကိုတော့အတိပြုနိုင်ခြင်းမရှိတဲ့ကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက်တော်လိုင်းရေးရပေါ်များအထူးခံမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ကျွန်တော်တို့အခုကျပိုင်းသတိထားမိတဲ့အောင်ဆိုရင်တော့အကြံပေးစစ်တပ်ကပြည်သူတွေကိုအကြောက်တရားတွေကိုနီလန်းပေါင်းစုံနဲ့ရိုက်တွေ့တဲ့မျိုးတွေကိုခက်ဆစ်စစ်လှုပ်လာတာကိုတွေ့နေရပါတယ် ရွာတွေပြည်သူတွေရဲ့အိုးအိမ်တွေကိုမိရှုဖျက်ဆီးတာတွေတံဖိုးရှိတဲ့ပစ္စည်းတွေကိုဓမြပိုက်ခိုးယူတာတွေလူနေရွာရက်ွက်ထဲကိုလက်နဲ့ချင်းနဲ့ပြစ်ခတ်တာတွေဒရုန်းအသုံးပြုပြီးတော့ပုံကျဲတာတွေလေရင်ရဟတ်ရင်သုံးပြီးပုံကျဲချတာတွေကိုအမြောက်အများလုံးဆောင်လာတာကိုတွေ့နေရပါတယ်။ဂျာဟာဘာကိုသွားပြီးတော့ထင်ပေါ်စေတဲ့လဲဆိုရင်ဖြင့်အကြံပဲစကားစကောင်းစစ်တပ်သားတွေကပြည်သူအပေါ်မှာငဲ့ညာတနာစိတ်မရှိတော့ဘဲ ဘလူးတရဲစစ်တကက်တို့စစ်စင်စားဆက်ချင်နိုင်စွန်လဲကိမက်လာတာမျိုးဖြစ်နေပါတယ်ဟိုတော်ဝင်လေးစစ်စစ်ကြောင်းမှာတရင်ရဲ့ပြန်ချိုင်းရဲ့တောင်းခံရှယ်ဘော်ဒီဘက်ကပြောဆိုထားဖြစ်ပါတယ်ချုပ်ပြင်းရှစ်တန်းစစ်မျက်နှာပြင်တွင်လည်းအကြံပဲစကောင်းစစ်တရားများကစိတ်ကြွဆေးပြားများထိုးတွင်းရှူရှိုက်ပြီးလူသားလိုင်းပုံစံဖြင့်အသေးခံတိုက်ခတ်မှုများပုံမလုံးဆားလာနေပြီးလူစိတ်ကိမက်လာခြင်းကြောင့်ပြည်သူများစကောင်းစစ်တရားများနဲ့ဝေးရာတွင်နေထိုင်ချင်ရန်ရဲဘော်ဒီဘက်ကသတိပေးပြောဆိုထားဖြစ်ပါတယ် ကျွန်တော်တို့ရှေ့တန်းစစ်မြေပြင်တွေမှာအများဆုံးကြုံတွေ့နေရတဲ့အဖြစ်အပျက်တွေကတော့စစ်ကြောင်းထိုးရမဲ့စက္ကစသားတွေကိုစိတ်ကြွဆေးပြားတွေထိုးသွင်းရှူရှိုက်စေပြီးလူသားအနိုင်တက်ပုံစံမျိုးနဲ့အတင်းအသေးခံတက်ခိုင်းတာတွေကိုလည်းအခြေခံများစွာတွေ့နေရပါတယ်။အခုကတော့စစ်ကောင်စစ်ဘက်ကပြတ်ထန်လိုက်တဲ့စစ်မှုမထမ်းမနေရဥပဒေနဲ့စစ်တပ်ထက်တို့ရောက်ရှိသွားတဲ့လူငယ်လူရွယ်တွေဟာလည်းအထက်ပါဆိုးသွမ်းရုံညံ့မှုတွေကိုစဉ်းစားညံကိမဲ့စွာလှုံ့ဆော်နိုင်ဖို့အတွက်အမှုရစ်စင်ဝါများကိုအသုံးပြုပြီးအတင်းကျပ်စေခိုင်းခံရအကြောင်းသိရှိရပါတယ်။ ဒါကြောင့်မလို့အထုအဖြစ်ပြီးသူလူထုအနေနဲ့လည်းစစ်ကောင်စီရဲ့ဆိုးရုပ်တဲ့အမှုအကျင့်တွေကိုသိရှိနာနေပြီးအကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတတ်နိုင်တမျရှောင်ရှားချဖို့တိုက်တွန်းလို့ဆိုချင်ပါတယ်။ဟိုတော်ဝင်လေးစစ်စစ်ချောင်းတရင်နဲ့ပြန်ချရေးတော်ဝန်ခံရဲဘော်ဒီဘက်ကပြောဆိုထားဖြစ်ပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုတော့အာတစ်စစ်ချောင်းနဲ့အတူနေပရောရှင်းရတတရင်ဘုံမုတ်စိတ်ဦးဆောင်ခဲ့တဲ့ရေးသားရှင်ပကပအဖွဲ့တို့ကပူပေါင်းလှုပ်ဆောင်ခဲ့ပြီးအကြံပေးစကားစစ်တပ်သားများလက်ရှိအချိန်ထိရွာတိရွာထဲ၌တပ်ဆွဲထားကြောင်းသိရှိရပါတယ်။အကြံရတဲ့ဆက်ပင်မှုကျွန်မရဲ့ခေတ္တနာကိုပြောပါရှင်။အာဘိနာအစမှုအတွေ့အတွေ့ကျေးဇူးတင်ရှိပါတယ်ရှင်။